အမျိုးသမီးအဆင့်နဲ့တတိယရဲတူကချစ်စရာကောင်းနေလို့လူပြောများနေရဲ့နှက်ဝင်တဲ့လာမင်းနိုင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုဓလေ့တွေတဲမှာတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းပြီးနှစ်ပေါင်းများစွာအခိုင်အမာတည်ရှိနေတယ်။အရာတခုကတော့နှက်ကိုးခွေမှုယဉ်ကျေးမှုပါပဲ။ဒီလိုနှက်ကိုးခွေမှုဓလေ့တွေနဲ့အတူနှက်ဝင်တဲ့ဒါမှမဟုတ်နှက်ကြော်ဆိုတဲ့အခန်းကဏ္ဍကလည်းမြန်မာလူမှုအတိုင်းဝိုင်းမှာနေရာတခုအခိုင်အမာရရှိထားတာကိုတွေ့ရမှာပါ။ ဒီနေရာမှာထူးခြားတဲ့အချက်တခုကတော့နှဝင်တဲ့အများစုဟာအမျိုးသမီးတွေမဟုတ်ကြပါဘူးအမျိုးသားတွေကသာမိန်းကလေးတယောက်လိုဒါမှမဟုတ်နှက်သမီးတစ်ပါးလိုဝန်စားစီရင်ပြီးနှက်ပွဲတွေမှာကပွဲတင်ဆက်ပွဲတွေနဲ့ပါဝင်ဆင်နွှဲကြရတာဖြစ်ပါတယ် ဒါကြောင့်လည်းအမျိုးသားနဲ့ကတော့အများစုကိုအနုပညာဆန်တဲ့သူတွေအနုပညာဝါသနာထုံသူတွေလို့တင်စားကြလိမ့်ရှိပါတယ်။ဒါကလည်းဟုတ်ပါတယ်။လက်ကတော့တယောက်အဖြစ်ကပြဖြောပြရဖို့ဆိုတာကတာမန်ဝစ်စားပြင်ဆင်ရုံသက်သက်မဟုတ်ပါဘူး။မိန်းကလေးတယောက်လိုနူးညံ့အောင်လှပအောင်ပြင်ဆင်ရသလို အမှုအရာအပြောဆိုအကအလှအလုံးကိုအမှုပညာဆန်ဆန်နဲ့နူးညံ့သိမ်မွေးစွာတင်ဆက်ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းမြန်မာနိုင်ငံရဲ့နှက်သပင်တမိုင်းတစ်လျှောက်မှာအမျိုးသမီးအစ်စ်တွေတောင်လက်မှန်ချရလောက်အောင်လှပနူးညံ့ပြီးတော့အမှုပညာပြောင်မြောက်တဲ့နာမည်ကြီးအမျိုးသားနိုင်ငံတော်များစွာပေါ်ထွက်ခဲ့ပြီးသားပါ။အခုချိန်မှာတော့ social media မှာပြည်သက်တွေကြားထဲမှာရောနှကိုးကဲ့သို့အတန်းဝိုင်းထဲမှာပါအရန်ကိုလူပြောများပြီးတော့နာမည်ကြီးနေတဲ့နိုင်ငံတော်လေးတစ်ပါးပေါ်ထွက်လာခဲ့ပါတဲ့ရှင်။သူကတော့အခုမြင်နေရတဲ့လာမင်းနိုင် မယ်ဖြစ်ပါတယ်။သူဘာကြောင့်ဒီလောက်တောင်နာမည်ကြီးနေရတာလဲဆိုတော့သူဟာယောက်ျားလေးတယောက်ဆိုပေမယ့်သူရဲ့ရုပ်ရည်အလားအပါအမှုအရာချစ်စရာကောင်းမှုတွေကနာမည်ကြီးမင်းသမီးတယောက်လို့ဒါမှမဟုတ်မိန်းကလေးအစ်စ်တယောက်နဲ့တထင်ရတဲ့တူနေလို့ပါပဲ။တချို့တွေကဆိုရင်ကိုရီးယားမင်းသမီးလေးတယောက်လို့ပဲချစ်စရာကောင်းတဲ့ကြပြဆန်နေဆိုပြီးတော့မှတ်ချက်ပေးနေကြတာပါ။ သူရဲ့ဓာတ်ပုံတွေဗီဒီယိုဖိုင်တွေကလူမှုကွန်ရက်မှာအလျင်မြန်ကြန့်နှံ့သွားခဲ့ပြီးတော့သူတကယ်ပဲယောက်ျားလေးဟုတ်ရဲ့လားမိန်းကလေးအစ်စ်တက်တောင်ပို့လာနေတယ်ဘလို့တောင်ဒီလောက်ချစ်စရာကောင်းပြင်ဆင်ထားနိုင်တာလဲဆိုတော့မိကုန်းတွေချီကျူးတန်တွေနဲ့တော်တော်လေးကိုစူညံသွားခဲ့ပါတယ်ဒီလိုမျိုးလာမင်းနိုင်ရဲ့နာမည်ကျော်ကြားမှုတွေကဒီတခုတည်းနဲ့အယံမနေပါဘူးနောက်ထပ်စိတ်ဝင်စားစရာအချက်တစ်ခုကတော့အခုခေတ်လူငယ်တွေအများဆုံးဖတ်ကြတဲ့ wordpad ပေါ်ကနာမည်ကြီး face တပုံနဲ့သွားပြီးတော့ဆက်ဆက်မှုရှိနေတာပါပဲအဲ့ င်းဝိတုထဲမှာနက္ခတော်တဲ့လေးထီကယုံဆိုတဲ့ဇက်ကောင်တကောင်ပါဝင်ပါတယ်။အဲ့ဒီထီကယုံဆိုတဲ့ဇက်ကောင်လေးဟာအရန်ကိုလှပနူးညံ့ပြီးတော့ချစ်စရာကောင်းတဲ့နက္ခတော်လေးတယောက်အဖြစ်ဖန်တီးရေးသားထားတာပါ။ အခုလောင်မင်းနိုင်ပေါ်ထွက်လာတဲ့အခါမှာဝိထုဖတ်ရှုထားတဲ့ပရိသတ်တွေကတာဟာဝိထုတွေကထီကယုံဇက်ကောင်လေးအပြင်မှာတကယ်တက်ရှိဖြစ်လာတာပဲထီကယုံဆိုတဲ့ဇက်ကောင်နဲ့ကွက်တီတူတယ်ဆိုပြီးတော့အားပေးချစ်ခင်မှုတွေကပို့ပြီးတော့တောင်မှမြင့်တက်လာခဲ့ရဖြစ်ပါတယ်။ဒါကြောင့်လေတချို့ကသူ့ကိုလောင်မင်းနိုင်လို့ခေါ်ကြသလိုတချို့ကလည်းဝိထုဇက်ကောင်ကိုဆွဲပြုတ်ပြီးတော့ထီကယုံလေးလို့ချစ်စနိုးခေါ်ဝေါ်နေကြတာတွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ်အခုမြင်နေရတဲ့နတ်ဝင်တယ်လေးလာမင်းနိုင်ဟာသူ့ရဲ့မွေးရပါရုပ်ရည်အလားတရားရောအနုပညာဆန်တဲ့ပြင်ဆင်ဝန်ဆောင်မှုတွေကြောင့်မှပရိသတ်တွေကြားထဲမှာတော်တော်လေးကိုချစ်ခင်အားပေးမှုတွေရရှိနေတာဖြစ်ပါတယ်။ကြီးစုနေကြတဲ့ပရိသတ်တွေကရောနတ်ဝင်တယ်လေးလာမင်းနိုင်ရဲ့အလားပါကိုဘလို့မြင်ကြပါသလဲ။သူကမိန်းကလေးအစ်စ်တစ်ယောက်နဲ့တကယ်ပဲတတိယတဲ့တူနေရလို့ထင်ပါသလား။ဒါမှမဟုတ်နာမည်ကြီးမင်းသမီးတယောက်ယောက်နဲ့များခိုင်းနိုင်မိသေးလားဆိုတာမိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးခဲ့ပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။